ဝင်လာလိုက်ပြောစရာရှိတာဝင်ပြောလိုက်နဲ့မအေးရသေးဘူး။ဘာထူးလဲ။ဘာထူးလဲကြာ။လေးလာရောက်လေးလာထဲဝင်ပြီလို့ပြောမယ်။ကျွန်တော်တို့ပထမစာမျက်နှာ password တွေပို့ဖို့လိုပြီပေါ့။ပို့တော့ပို့တယ်ဆရာမှာဘယ်လိုဘယ်လောက်ရှိတော့ကျွန်တော်ပြောထားတဲ့အထက်ထဲမှာတော့ကျွန်တော်ရှိတယ်ဗျာ။ နာဟုသမီးအယ်ဆိုင်းစီလည်းပဲသူနဲ့သူ့အတော်နဲ့သူလည်းသူ့ကိုလည်းပြောထားတယ်ဗျာနောက်ဆရာရှလုံးတူးလို့ရောသူချင်းစင်မပြောတော့ဘူးလေစုစုပေါင်းဘယ်လောက်ရှိတယ်အဲ့လိုပြောတာစုစုပေါင်းကတော့စုစုပေါင်းကတော့ကျွန်တော်စီမှာတော့အခု9ယောက်လောက်တော့တေချာနေတယ်ဟုတ်ပါဘူးဗျာဟိုကျွန်တော်တို့ပထမအခေါက်ကဆရာရှလုံးတို့ဟွာတို့နဲ့ပေါင်းရင်တော့10ယောက်လောက်တော့ရှိမှာပေါ့ ဆရာယောလာလည်းပြန်လိုက်ဖို့သူလည်းဆုတောင်းနေတယ်ဟောဆရာယောလာဆက်တယ်ရလားရတယ်ရတယ်သူအဲ့မှာသူကွန်ပျူတာအဲ့အင်တာနက်ဆိုင်တက်တဲ့အခါမှာသူဆက်သွယ်မှုယူတယ်ဆရာလူတောင်ပြောတယ်တဲ့ခင်ဗျားလည်းရှာထားဖို့လို့ပြောတယ်လေအေးလေးကျွန်တော်တို့ဝိုင်းစုတောင်းပေးမယ်လေးဆရာအေးလို့ခင်ဗျာပထမအခောက်တည်းကပါဖို့ စီရင်တာပဲလို့ဒါမျိုးလည်းဒီတစ်ခေါက်တော့ပါအောင်ဆူတောင်းမယ်လေလို့တော့ပြောထားတယ်။ဟုတ်ကဲ့ဟိုတစ်ခေါက်ဟိုတစ်ခေါက်တော့တော့ကလူတွေက information ကမြန်မြန်မလာဘူးလေ။ဟုတ်ကဲ့။ဒီကလောက်ရကန်အဆင်မပြေဘူးပေါ့နော်။အင်း။အဲ့ကောတကယ်ဆရာကျမတကယ်တွားမယ်လို့ရှိလို့ရှိရင် information တေချာယူထားပါကျွန်တော်လည်းပြောချင်တယ်။ အဲ့ကျွန်တော်အခုဧပြီလပထမပတ်မှာပို့မယ်လို့ကျွန်တော် ပြောထားတယ်ပြီးလို့ရှိရင်ကျွန်တော်တို့လေးရင်ဘိုးကဘယ်တော့ပို့ရမလဲဆရာလေးရင်တော့ပို့ဖို့ပဲကြာလေးရင်တော့ပို့ဖို့ပဲရပါတယ်ကျွန်တော်လေးရင်မလိုပါဘူးဗီဇာတော့ပဲကျွန်တော်ကိုင်ပေးမယ်လေဗီဇာနဲ့ booking ပေါ့ဗီဇာရရင်တော့လေးရင်လက်မဝယ်လို့ရတယ်နော်ဟုတ်တယ်ဒီရင်လက်မဝယ်တာကိုယ့်ကိုယ်ဝယ်ကြလို့ပြောတာကျွန်တော်မဝယ်ပေးဘူးလို့ပြောတာ

သွားတဲ့အချိန်နေနေလာတဲ့ခါကြတော့ချင်းဘယ်ဘယ်ဘယ်ရုပ်ကိုချိန်ဝင်ကြမယ်ဆိုအဲ့လိုချိန်ဝင်ကြတာပေါ့လေရင်မတူလဲရတယ်လေအေးလေရင်မတူလဲရတယ်ဒါမှလည်းဆရာတို့ကျွန်တော်တို့တရက်ထဲသွားဆုံဖို့တော့လိုမယ်လေအဲတရက်မဟုတ်လဲနေရက်ပေါ့နည်းနည်းပါလွှဲတော့ရပါတယ်ပြဿနာမရှိပါဘူးအေးအဲ့ရဆရာဝယ်မဲ့နေ့ကိုကျွန်တော်တို့တတိပေးလေဆရာဝယ်မဲ့နေ့လောက်ဆိုကျွန်တော်တို့လည်းဝယ်လိုက်မှာလေ yeah ကွာ လေလက်မဝယ်တဲ့အဆင့်ကိုကျွန်တော်ဦးစားမှာပေလိုလိုဗီဇာလျှောက်မဲ့အဆင့်ကိုအရင်ပြောမှာဆိုတော့အဲ့ဒီဗီဇာလျှောက်ဖို့ document ပြပြပြစစရှိဖို့ပေါ့နော် yellow fever နဲ့ passport ရှိဖို့ပေါ့နော် yeah အေးအဲ့ဒီ yellow fever ကိုလည်းသိကြပြောထားတယ်အဲ့ဒါနောက်မှကျွန်တော်တို့ကိုစောင့်ပေးပါအောင်ဆိုတော့ကျွန်တော်ကအဲ့ဒါမျိုးနောက်တစ်ခါမလုပ်တော့ဘူးလို့ပြောတာပါငါအဲ့ဒါတော့မရဘူးဆရာအရင်ကတော့ကျွန်တော် အတွေ့အကြုံရှိတော့လေဒါပေမဲ့နောက်တစ်ခါတော့ကျွန်တော်အဲ့ဒါစောင့်တဲ့အလို့မလုပ်တော့ဘူးလို့ဘာလို့ဆိုတော့ကျွန်တော်လည်းခတိကောင်းရမ်းဖြစ်တယ်လေအင်းဟမ်ဆရာအခုကြိုပြောထားတော့လေအလုံးရှော့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 ဖြစ်သွားမှပြောတာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ညာဆရာဗီဇာတော့ငါးလပိုင်းမှာဗီဇာရအောင်ရှောက်မှာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ငါးလပိုင်း ငါလာပိုင်းမှာဗီဇာဗီဇာရအောင်ရှောက်မယ်ပေါ့อืมว่าเสียรอไอ้นี่ก็ลูกดิโอเอปริลล่ะเลยဟုတ်ကဲ့เอปริลล่ะပြီးအလောက်ခိုင်းထားလိုက်လေဆရာเยโลเซဒီဗီဇာတွေပဲအကုန်လုံးเยโลเซနဲ့စအုပ်เอ้ยအဲ့ဟုတ်ထားလေဟုတ်ကဲ့ဟုတ်ကဲ့လေးလလေးလကြော်ပြီးမှဆိုရင်စီးရင်လာပေးရင်မလက်ခံရတော့လေဆရာဟုတ်ကဲ့အဲ့ဒါလို့ကျွန်တော်ကဟိုဟာဧပြီလပထမပတ်လို့တောင်ပြောထားတယ်ဟုတ် เอ้ยก้าวไหนอ่ะตลอดเมียนมาปีอ่ะหลูตบอปอกท่าเลยอ่ะจังจนเราอกจูပြောတာบ่เนาะจนดิ9ละใบဆိုလို့ဘာဆိုရေ4ละใบมาลูนาเมียยัดไว้ဆိုလို့ရှင်ကျွန်တော်တို့ကဖိတ်ခေါ်စာရေးတော့มาဖြစ်တယ်อืมဟုတ်ကဲ့ဆိုတော့တက်လူနာမည်ပြီတော့တိုင်းရှော့လို့ရတာမဟုတ်ဘူးဟိုကဖိတ်ခေါ်စာရေးมาရှော့လို့ရတာဟုတ်ကြလေဆိုတော့ဟိုဖိတ်ခေါ်စာရေးတဲ့အခါကျွန်တော်တို့ကကိုပတ်စပို့နံပါတ်ဒီနဲ့တိတိချာချာပို့ရတာဟုတ်ပဲဟုတ် ို့ပြီးမှတို့ကရေးပေးတာဟုတ်ကဲ့ဟုတ်ကဲ့ရေးပေးပြီးရပြီဆိုတဲ့အခါမှာဗီဇာလျှောက်လို့ရတာဟုတ်သူကလည်းဟို passport ပထမစာမျက်နှာကိုပို့တယ်ဆိုတာတည်းပဲမပြီးသေးဘူးလေ yellow fever ကလည်းလက်ရှိမှာပဲဒီဖြစ်နေမှာ passport ကပို့လို့ရမှာ yellow fever တော့ဗီဇာလျှောက်တဲ့အခါမှာ ready ဖြစ်ရမယ်ဒါပေမဲ့ဖိတ်ခေါ်စာကြတော့ passport မရှိဘဲကျွန်တော်တို့ဖိတ်ခေါ်စာမလုပ်ပေးနိုင်ဘူး ပါစောရှိမှတာခေါ်စားလုံးမှာအဲ့လေအဲ့ဒီလေးလအတွင်းမှာလေးလအတွင်းမှာပဲ yellow fever တဲ့အပီးလို့ထားလို့အဲ့လိုပြောလိုက်လေမှုတ်မဆရာအေးအဲ့ဒါဆိုရင်ကျွန်တော်ပြောတာနဲ့ဆိုရင်တော့အချိန်တောင်ပိုရသေးတယ်ကျွန်တော်က first week ဆိုရင်သဘောက first week နဲ့ last week ထဲမှာအပီးဆိုရင်တော့အဆင်ပြေတယ်မဟုတ်လားဒါဆို yeah ဆရာပြောတာအဲ့ဒီ first week တော့ပြောတာအဲ့ဒါပြောတာကောင်းတယ်လေဆရာအဲ့လိုပြောမှသူကဟို တကယ်ဝိဒီပါညီမသွားဖြည့်မှာကျွန်တော်တို့ဘာကြီးကျောင်းကကိုကငလင်လောက်တာနဲ့ဆိုတော့ဟုတ်တယ်ဟုတ်တယ်အဲ့တော့ကြောင့်မလို့ကျွန်တော်က first week ပြောတယ်ဆိုတာက second week third week လောက်သွားဖြည့်မှာလေအေးဟုတ်တယ်အဲ့လိုအဲ့လိုပြောထားတာတောင်းတာအခုဆရာကဥမာဟို second week third week လို့ပြောလိုက်ရင်တို့ဘယ်လာရောက်သွားမယ်နော်အဲအခုနဆရာလူတောင်ပြောသလိုဟိုဟာဧပြီလကုန်ရင်တော့မရတော့ဘူးတခါတည်းအပြပိတ်ထားလိုက်မှာ ပကတမကသာမလရနာမျဟပကပုလိုက်တောမှာအကသလမျာလုရှင်ဖေကစာစာခခင်သခရရိုက်ပေးတာမဟုတ်သလ်ကာလုမရိုက်ပေ်အကကမာသရိုက်ထာတ်ဟာမှမာမာပြန်ကြာသေးတာဟုတ်မဟုတ်ကဟုတ်ကအဲကျနတရပြီမေလာမှာကျနတို့ဒီပီစာရှောက်ကြမှာပါနော် မေလမှာပြည်လက်ဆောင်နေဆောက်ကြပြီးမှမေလကုန်ပိုင်းဆိုလို့ဆိုရင်လေရင်လက်မှတ်ဆောက်ဝယ်လို့ရပြီပေါ့နော် booking လုပ်မယ်လေရင်လက်မှတ်ဝယ်မယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါဆိုလားဘိုင်းပထမပတ်လောက်ပါခီးတွားမယ်လို့ထင်တာပဲခုနလဘိုင်းပထမပတ်ဟုတ်ကဲ့ကျွန်တော်အခုပြောထားသလောက်ဆိုရင်တော့10ယောက်လောက်ရှိပြီမဲ့ yellow fever ကတော့9ယောက်လောက်ပဲရှိမဲ့သဘောရှိတယ်ပြန်ပြီးတော့ ပြန်နှိုးစော်လိုက်ဦးရရရရလောလောဆယ် passport ရှိတဲ့လူကပထမစာမျက်နှာပို့နေလို့ရပြီကျွန်တော်ရှင်ဟုတ်ကဲ့ passport ရှိတဲ့လူကနော်ပထမစာမျက်နှာပို့နေပါလို့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပြီးတော့ passport စာမျက်နှာပို့မှတော့ yellow fever လဲ try တော့ပေါ့ yellow fever တော့မပို့ရင်လည်းရသေးတယ် visa မလျှောက်သေးဘူးလေသူကဖိတ်ခေါ်စာအတွက်လူနာရေဆုတာပဲရှိသေးတယ် ဟုတ်ကဲ့ဟုတ်ကဲ့ဆရာ Okay နော်ဆရာ Okay okay အဲ့တော့ကျွန်တော်ဟိုဟိုဆရာမမလေးဟိုကျွန်တော်အဲ့ဒီဟိုကနေယူဂန်နာနေ US ကိုလာဖို့ဆိုဆရာဆရာခိုင်တွန်ကဘယ်လိုလဲသူဆရာဘာမှလည်းတရင်တော့မကြဘူးဘုရားသခင်အလိုတော်မရှိလို့ပဲလား ဟိုသူနဲ့ဆက်တွေ့ကြည့်လေဆရာတို့ရဲ့ Facebook account ရှိတယ်မဟုတ်လားအေးသူအခုဟိုမှာအိန္ဒိယနာဟိုမှာပြရမောင်ထိန်ပဲရောက်နေတယ်လို့ကြားတယ်လေอืมသူတို့ကတော့အလုပ်များနေဆရာကြီးအဲ့ဒါ message ချန်ထားလိုက်ပေါ့ message ချန်ထားလိုက်ပေါ့ ကျွန်တော်ကဒီလို तू ကကျွန်တော်ကိုနှစ်ကြိမ်ပြောဘူးတယ်ဆရာလာမလားလိုင်းဗီဇာပို့မယ်လိုင်းဗီဇာပို့မယ်နှစ်ခါပြောသုံးခါမြောက်ကြတော့လူချင်းတွေ့တာအဝမှာကမ်ပလာယူဂန္ဒာမှာလူချင်းတွေ့တာဒီဇာပို့တာမဟုတ်အခုသူကစိတ်ခေါ်ပေးမယ်ဆရာလည်းတကယ်လာမယ်ဆိုရင်တော့ဒီချိန်မှာဖိတ်စာဆရာကသူ့ရှိကဖိတ်စာယူရမှာဖြစ်တယ်ယူပြီးမှပန်ကောက်မှာ အမေရိကန်တိုင်ယုံမှာဗီဇာယူထားရမှာဖြစ်တယ်။အေးအဲ့ဒါဗီဇာယူထားမှဆရာက ယူဂန်ဒါကနဲ့တခါတည်းဒီကိုလှချင်းတဲ့ဆက်ပဲအဲ့ဒါသူမလေရင်လက်မဝယ်လို့ရမှာဖြစ်တယ်။ဟုတ်ကဲ့ဒါနဲ့ကျွန်တော်ကသူဆရာဘာမှအကြောင်းမပြန်တော့နံပါတ်၁ကဖရာအလုံးမလုံးလို့လားနံပါတ်၂ကလည်းထရန်ကြီးတက်လာတော့လေဟို တဲ့ရင်နေရကိုယူကာယတွေကြားတော့အဲ့ဒါကြောင့်သူတို့များအခက်အခဲရှိမလားဆိုရင်ကျွန်တော်ကလည်းမပူစားတော့ဘူးဒါမှမဟုတ်တစ်ချက်တော့မေးလိုက်အောင်မယ်ဟုတ်အခက်အခဲဆရာကအဲ့ဒီ plan ရှိတယ်ဆိုလို့ရှိရင်သူနဲ့မဲချင်သူနဲ့မဲလို့ရှိရင်သူနဲ့ပဲပြောမှာကျွန်တော်ကကျွန်တော်ပြောလို့ရတဲ့ကိစ္စမဟုတ်ကျွန်တော်လည်းနားလည်းမလဲဘူးဒါဟုတ်ကဲ့ဟုတ်ကဲ့အဲ့အကြံပြုနိုင်တာကတော့သူရှိကဖိတ်ခေါ်စာအခုရတယ်ဆိုလို့ရှိရင်ဆရာကအခုဘန်ကောက်မှာ အမေရိကန်တာယုံဗီဇာယူထားယူထားလို့ရှိရင်ယူကန်ဒါကနေဆီယာဒီဘက်ကိုလေရင်လက်မဝယ်ချင်တယ်ဆိုလို့ရှိရင်ချိုးဝယ်လို့ရပြီအဲ့ဒါကိုပြောတာဟုတ်ကဲ့ဟုတ်ကဲ့ဒါမရပဲအဲ့ဒါဝယ်လို့မရဘူးဆရာဟုတ်ပါဟုတ်ပါဟုတ်ကဲ့ဟုတ်ကဲ့နားဆရာโอเคโอเคအဲ့ဒါဆိုကျွန်တော်အဲ့ဒါဆရာကိုင်တွန်းနဲ့အဆက်အသွယ်လုပ်လိုက်ပြီဟုတ်ကဲ့ကျမခေါ်ထီးကိုကြောင့်ပြောထားတယ်အဲ့ဆရာရောက်လို့ရှိရင်ဗီဒီယိုကောပေါ်ပါလို့သူနဲ့လည်းစကားပြောမှာသူတို့ ကျွန်တော်သူတို့အဲ့မှာဆူတောင်းနေကြသလားဆိုပြီးတော့ဘာမှမခေါ်သေးဘူးဒါပေမဲ့တစ်ချက်တော့အသာဖိုင်လေးပို့ထားအောင်မယ်ဒါ message message ပို့ထားလိုက်လေသူကချင်းတော့နော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့သူသူရေးပေးလို့သူရေးပေးလို့ရေးပေးတဲ့ဆိုလို့ဆရာကဘန်ကောက်မှာအခုတည်းအဲ့ဒါလှုပ်ရှားတော့မှာဖြစ်တယ်အခုတည်းကလှုပ်ရှားမှာအဲ့ဒါဟုတ်ကဲ့အဲ့ဒါဆရာကဘန်ကောက်အခုတည်းကဗီဇာရထားမှ လေရင်လက်မဝယ်တဲ့အခါမှာဘန်ကောက်ကနေယူဂန်ဒါကိုအတော်လေရင်လက်မဝယ်နောက်နောက်ထပ်လေရင်လက်မကယူဂန်ဒါကနေအမေရိကကိုဝယ်အဲ့လိုအဲယူဂန်ဒါကအမေရိကဆိုရင်တော့ဆရာကိုဝယ်ခိုင်းရမယ်ထင်တယ်ဆရာတို့နဲ့တတ်တဲ့လိုက်ပါလို့ရအောင်လေအဲ့ဒါတည်းကတော့ခုနကပြောဗီဇာကင်တာရတော့ကျွန်တော်ဝယ်ပေးလို့ရတယ်လေအဲ့ဒါပြဿနာမရှိဘူးအေးလေရင်တစည်းတဲ့ ကိုကအဖော်နဲ့သွားဟိုကောင်းတာပေါ့အဲ့ဒါအဲ့ဒါလည်းမရှိဘူး okay 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 as a to ti ကျွန်တော် calling letter တောင်းလိုက်မယ်လေ yeah okay yeah thank you okay thank you ဆရာကြီးတောင်းလို့ကြာ first ပတ်တမဆံမြန်တာပို့နေပါလို့ yeah okay okay ကျွန်တော်အခု no စော်လိုက်မယ်ပထမဆံမြန်တာပို့အာမင်ဆရာ Thank you. Thank you. ရရှိကောင်းကြီးပြီးပြီအားလုံးဖရာလက်ကို အပါရခီးစဉ်လေးအားလုံးကိုရရှင်ဟာလေလုယကိုရလက်ဝယ်ယေရှုဖရာနာမနဲ့အပါရအားလုံးဒုတိယ second trip ကျွန်တော်တို့သွားကြတဲ့အခါမှာပါသင်ပါရိုက်တဲ့လူတွေအားလုံးလိုအပ်တဲ့ခီးစိတ်တွေအားလုံးကိုရရှင်မာဇာကောင်းကြီးပေးလျက်လက်ယုံတော်နဲ့ပို့ဆောင်ပါသခင်ယေရှုဖရာနာမ၌စကားနဲ့ဆုတောင်းပါ၏ဖာဖရာသခင်အာမင် Amen. Amen. No, bye bye. Okay, bye bye. Yeah. God bless you.